စာဖားလို့နော်စာရဖားလို့စခန်းမူးလို့နော်ဒီထွေအုပ်တို့အားလုံးဟာဒီနံပါတ်ကုတ်နံပါတ်ပွားတွေကိုစီးနေတာလို့ကျွန်တော်ကြားသိရတယ်အဲ့တော့ကြောင့်မို့လို့အမ်ဘယ်တော့ကဖိုင်းတော့ကိုယ့်လူကိုပြန်ဖမ်းတဲ့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်ကျွန်တော်တက်မှာတက်ကနေတက်မှာဖွင့်တော့ဇုံလုံးတာဘောစစ်ဝင်းပတ်စစ်တက်ကော့ ဟယ်လိုချားရမီဘာပြည်သူညကိုမွန်နမများအားလုံးပဲမင်္ဂလာပါ news page channel ကနေပြီးတော့မှချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လနေ့နေ့ရက်ကျွန်တော်တနင်္လာနေ့မနေ့ပိုင်းပြီးတော့တင်ဆက်မှုမှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရဲဗိုလ်တွေကနေပြီးတော့မှအပြတ်ချင်မှုနေတဲ့တိုက်ပွဲတွေရယ်ပြီးတော့မှဘုံမိုက်ခွဲပေါ်နာချစ်ခွဲလာမဲ့တဲ့တွေလည်းချစ်ရွှတ်မှာပဲဖြစ်ပါတယ်အယုံဆုံးနေတဲ့ကျွန်တော်ခါတိုင်းလို့ပဲတရင်တိုးလေးတွေချစ်လိုက်ရအောင်နော်ပရဖော်မဆုံးတရင်တပိုးအနေနဲ့ကတော့ မွန်ဂိုတိုင်းဘဟုမြို့ပေါ်ခရိုင်မိတက်ရုံမှာတဆွဲထားတဲ့အချမ်းပဲစစ်ကောင်စီတပ်သားတွေကိုအနီးကဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်က၅ဦးတင်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ပခုတ်ကူမြို့ပေါ်ကမိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်စခန်းတွေစစ်ကောင်စီတပ်သားတွေပြူစော်တီတွေနဲ့ဝူးဝေးနေပေးဖို့မေတ္တာရက်ခံလိုပါတယ်ဆိုပြီးတော့မှရွှေညာမြေ PDF တာဝန်ရှိသူကတော့ပြောဆိုထားဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုရွှေညာမြေ PDF နဲ့ပခုတ်ကူပကဖတ်တရင်တဲ့မျက်စိမချပြည်သူ့ကော်မတီတပ်ဖွဲ့မြိုင်ပကဖတ်တရင်တုံးတပ်ခွဲလေးတို့ကနေပြီးတော့မှပူပေါင်းလို့ဆောင်ခဲ့တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲဆန်တော့ပါနော်။ မိနစ်30နီးပါးဟန်ကြာမြင့်ခဲ့တဲ့ပရမစခွေးတွေအရဆိုတော့အသုံးရုံးနဲ့တည်ဆုံတဲ့သူကတည်ဆုံပြီးတော့မှထွပေးမှုတွေလည်းများစွာရှိတယ်လို့ကျွန်တော်နောက်ထပ်တည်ရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့ကျောက်ဖြူမြို့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတည်ဆုံမှုများနေလို့မြေတူးဆက်တွေနဲ့မြေချင်းတူပြီးတော့မှအုပ်စုလိုက်မြေမြို့တကြိုနေရတယ်လို့ကျွန်တော်တည်ရတာဖြစ်ပါတယ်။လူဘုံမကြီးဘုံမကြီးအဆင့်တွေထိနောက်တန်းဝလောင်းတွေပြန်တက်နေရတော့မိမိကိုသွေးမှုဝါရဖြန့်ထားတဲ့စစ်တပ်မိသားစုဝင်တွေစစ်တဲကြနေကြတယ်။ရှစ်တန်းလို့တမရတေရာနဲ့ဒန်ရလို့နောက်တန်းပြန်လာရတာတွေများနေတယ်ဆိုပြီးတော့ တတဲ့ဒီမြေကနေပြမပြောဆိုထားဖြစ်ပါတယ်။ချောက်ဖြူမြို့ပေါ်ထိဘူမိုးဆင်တယမိုးဆင်ဗျော်မိုးဆင်တွေတည်ဆုံတဲ့တရင်ရောက်ရှိလာလို့အုတ်ချွေပိုင်းကစိုးရင်ပူပန်နေကြပြမအေးတင်းပိုက်ထားတဲ့နေမြေတွေကိုစစ်ကောင်စီနဲ့ပြမ ပြန်လည်တင်ပိုက်ထားပြီးပြီဆိုပြမတရင်လွှင်းနေရတယ်လို့အုတ်ချွေးပိုင်းနဲ့နေဆက်သူကနေပြမဆက်လက်ဝင်ခံပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ဗောနာသူတို့လက်ရှိအခြေအနေမြေပြမဘယ်လိုမျိုးဖြစ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကိုယ်ကျသိရှိနားလည်ထားကြတာမလို့အထက်ကစစ်ကောင်စီဝါရဖျန် lobby တွေကနေပြီးတော့ပေါပန်းလေးစရပြောဆိုနေပေမဲ့အောက်ရှိမှာဆိုတော့စစ်တပ်တွေယူရင်းပစ္စည်းနေပြီးတော့မှတက်လို့ခက်လို့စီလဲမရှိတော့ဘူးလို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ် စရချောဒီနေမရပြမဆုံးနေတဲ့ကြမှာကတော့ကျတို့တောင်ပိုင်းတိုင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေကိုတော်လိုင်းရဲဘော်တွေကနေပြီးတော့မှအပြတ်ချင်းမုံတက်ခတ်နေတဲ့ကြားထက်ကနေပြီးတော့မှမြောက်ဝတီမြို့ကိုမကြခင်တိမ့်တော့မလားဆိုတာနဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျော်ရဲ့ပေါ့နော်သုံးသပ်ပြောဆိုမှုလေးပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျတို့စာချစ်လေးရအောင်နော်ဝေါ်ရီကကနေလေးစကန်ကိုတိမ့်ပိုက်အပြီးမှာနှစ်ကောင်ကနေလက်နဲ့ကြည့်နေလမ်းပြီးပြက်ကူတာကိုတွေ့ရတယ်နောက်တစ်ချက်ကဝေါ်ရီကနေလေးအဆရှိတယ်ပေါ့နော်ဒီဘင်းတော့ဒီစကန်တွေကတိုင်းနေဆက်တ shop တိမ့်ပိုက်တဲ့စကန်တွေကဖွပြေးတဲ့သူတွေအားလုံးဟာထိုင်းနိုင်ငံတွေကိုဝင်ပြေးတယ်ပြီးတော့နှစ်ခွန်ငါးကိုပြန်ရောက်သွားတာကိုတွေ့ရပါတယ်အဲ့ဒီနှစ်ခွန်ငါးတွေကစုပြီးတော့ကော်မတီကိုစစ်ချောင်းထိုးဖို့စစ်ချောင်းထိုးဖို့ဆောင်ရွက်နေတာကြောင့်နှစ်ခွန်ငါးကိုစုံမမှရမယ်ဆိုပြီးနှစ်ခွန်ငါးကိုလက်နက်ကြီးဆယ်လုံးထပ်မင်းနဲ့ပြစ်ခတ်ခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်အရှိကပြောခဲ့တယ်လို့ပဲမြောက်ဒီဟာကျွန်တော်မျှော်လင့်ချက်ထားခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ် နောက်ဒီမျိုးသိတိုက်ပွဲကြီးဆင်နွေးနိုင်ငံကြီးပထမတစ်ချိန်တုန်းကတောင်းတောင်းပြပြအုပ်အုပ်တောင်းနေကြိုးစုံကြပါတယ်တသိန်းဝန်းကျင်များထားအောင်မြောက်ဦးဒီကိုရရင်တော့ကွာဆိုတာမျိုးပေါ့ဒါပေမဲ့မှန်းချက်နဲ့နှက်တော့မကိုက်တယ်လို့အကြောင်းမျိုးမျိုးကြောင့်မြောက်ဦးဒီမြို့ကိုကျဆုပ်လိုက်ပါတယ်မြောက်မျိုးကပြန်ဆုပ်လိုက်ဒီဒီချိန်မှာတော့လေဆာစခန်းတွေတက်မှာ၆ထက်မှာကွန်ဘကြောလုံးကိုတင်ပိုက်နေပြီမြောက်ဒီကိုတင်ပိုက်မလားဘိုးစစ်စင်လားဆိုရင်မိကွန်ပြည်သူတရလုံးခါ မိမှုအစဉ်သင့်ဖြစ်နေတာကိုကျွန်တော်တို့နှလုံးသားလေးကိုလက်မြင်နေရအဲ့ဒီမှာနောက်တစ်ချက်ကနောက်တစ်ချက်ကတမဟာကဲနေကဲနေကိုကဲနေလေတမဟာခုနှစ်ခုလုံးတိုင်ပွင့်ပြဆက်ဖြစ်နေတာဟာတော့အရန်တူးကြတဲ့အခြေအနေကိုကျွန်တော်တို့မြင်ရမှာပါအဲ့တော့တမဟာတစ်ကနေတမဟာခုနှစ်စုံလုံးသားထိုးစစ်ဝင်ဖက်စစ်တက်ကကော့ကန်ကားပါပြီငွေတွေမှာပြုံလူလူပြစ်နေတဲ့ဖက်စစ်တက်ဟာကဲနေကို တိုင်းသားတော်ရေးတက်တွေမှာတပ်ပန်းအရှင်ဆုံးသောအကောင်ဆုံးသောကဲလို့ကဲတယ်လေ KMDO PDF ပူပေါင်းတက်တွေမွန်တက်တွေနဲ့ပါပေါင်းပြီးဂျုံးမကိုချီကပ်လာနိုင်လို့ဂျုံးမက PDF တွေနဲ့ထပ်ပေါင်းနိုင်ရင်ဘကုန်းနေပြီးတော့ရန်ကုန်ဆိုတဲ့ခကြီးဟာတိတ်မဝေးလာပါ ဒီမှာဆရာလူမျိုးကျော်ပြောထားသလိုပဲပေါ့နော်ကျွန်တော်ကန်ယူရဲ့တမဟာအားလုံးကနေပြီးတော့စကွန်စီတဖုံတွေရဲ့စကားတွေကိုတင်ပတ်ရရှိဖို့ကြိုးစားနေတာမို့လို့မြောက်ရီမျိုးဟာဆန်တော့မကြခင်ပါကျွန်တော်တို့နဲ့မျိုးတိန်တဲ့ဖွဲ့တွေထပ်ပြီးတော့မှဆင်ရွှဲနိုင်မလားဆိုတော့ဆောင်းချက်ပါပဲဖြစ်ပါတယ်ကျွန်တော်ရရင်တော့လည်းမြောက်ရီမျိုးကိုရခိုင်နေလွတ်လွတ်ဆုံးဆုံးခဲ့တာဖြစ်ပြီးတော့မှအခုတစ်ခေါက်မှဆန်တော့ကျွန်တော်မြောက်ရီခရင်ထဲမှာရှိတဲ့စကွန်စီရဲ့စကားတွေကိုတစ်ခုပြီးတစ်ခုတင်ပတ်နေတာမို့လို့ပြည်သူတွေကတော့မြောက်ရီမျိုးကိုပြန်လည်း ိုသိမ့်တဲ့ဘွဲတွေဆင်ရလာဖို့ကြိုးစုံနေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့တွေနဲ့တောင်ပိုင်းနဲ့မှာရှိတဲ့တော်လန်တဖွဲ့တွေနေရဲ့ပူပေါင်းမှုနဲ့တူမြေပြောင်းတဖြည်းဖြည်းဝင်လာပြီးတော့မှကျွန်တော်ပြည်မှာထက်ကစစ်ကောင်စီရဲ့စစ်ဌာနချုပ်တွေဒီပေါ့နော် PDF တွေနဲ့ပူပေါင်းပြီးတော့မှတက်ခိုက်နိုင်မဲ့အရေးအယောင်တွေကိုလည်းကျွန်တော်ခုကလေးကတွေးနေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ဦးသိမြတ်နေပြီးတော့မှမျောလင်ပြောစားတွေပြောလာတဲ့မျောလင်တို့စစ်ကောင်းဆောင်တွေနဲ့အခုဆိုရင်ကျွန်တော်တို့ တောင်ပိုင်းတိုင်းနဲ့ရဲ့ပေါ့နော်ကျွန်တော်တို့တော်လန်ပူပေါင်းတဖို့ဝင်ရဲ့ထုတ်စစ်တွေအကြောင်းကိုတော့နေပြီးတော့မှပြောဆိုထားတဲ့ဟာလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီနေ့ဇွန်လ10ရက်နေ့ကနေပြီးတော့ဇွန်လ30ရက်နေ့အထိတလကြာအောင်အပြည့်ရသက်တမ်းထပ်မံပြီးတော့တိုးမြင့်ကြောင်းစစ်ကောင်စီကမနေ့ညပိုင်းကထုတ်ပြန်ကြေညာထားပါတယ်ငလျင်ပြန်ထူထောင်ဖို့အတွက်ရွေးကောက်ပွဲမဖြစ်မနေလုပ်နိုင်ဖို့အတွက်အဲ့ဒီအကြောင်းနှစ်ခုကြောင်းအပြည့်ရဒါလို့စစ်ကောင်စီဘက်ကဖော်ပြထားပါတယ်ငလျင်လုတ်ပြီးတဲ့နှစ်လကြာအတွက်မှာစစ်ကောင်စီကအပြည့်ရမယ်လို့ကြေညာတာအခုဒီချိန်နဲ့ဆိုလို့ရှိရင်စုစုပေါင်း၄ချိန်ရှိပါပြီအပြည့်ရမယ်လို့ကြေညာထားတဲ့ ကာလတွေအတွက်မှာပဲဩရိန်အတွင်းကိုဘုံကျဲလို့ကလေး22ယောက်နဲ့ဆ iam မ2ယောက်စုစုပေါင်း24ယောက်တိစုံခဲ့ပါတယ်။ကြောက်ကြီးမြို့နယ်မှာလည်းမင်္ဂလာဆောင်ကိုဘုံကျဲလို့လူ12ယောက်တိစုံခဲ့ပါတယ်။အပြည့်ရမယ်လို့ကြေညာတဲ့ရှစ်အကြိမ်တွေအတွက်မှာစစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း445ကြိမ်လုပ်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာ416ယောက်ထိတိစုံခဲ့ရတယ်လို့ NUG ရဲ့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာအခု3လအတွင်းမှာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့သူတို့ရဲ့တပ်စခန်း၁၀ခုကျော်ကို KNUC ပါလက်လွတ်ဆုံးရှုံးထားပါတယ်ကချင်ပြည်နယ်ဘုံဘော်ဘက်မှာလည်း KIA ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေပြီးတော့ဖားကန့်ဘက်မှာလည်းထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်ရှမ်းမြောက်မှာဆိုလို့ရှိရင်နောက်ချိုဘက်က TNLA ထိန်းချုပ်တဲ့မြို့တွေကိုစစ်ကောင်စီဘက်ကထိုးစစ်ဆင်ပြီးတော့ပြန်လည်သိမ်းယူတာမျိုးတွေကိုလုပ်နေပါတယ်ဒါအပြင်တရုတ်စီးပွားရေးစီမံကိန်းအကြီးစားတွေအခြေစိုက်တဲ့ရခိုင်ကြောက်ဖြူမှာလည်းအေအေနဲ့စစ်ကောင်စီအပြင်းထန်တိုက်ပွဲဖြစ်ပွားနေပါတယ်။ ထိုင်းနိုင်ငံငံဘက်ကိုဖက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စုဖွဲ့ထားတဲ့စစ်တပ်စစ်ကြောင်းကတင်ငန်းရင်အောင်ဘူဟာဂုံးဘက်ကိုထွက်လာချိန်မှာ KNL ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခတ်ခဲ့ပါတယ်။မနေ့ကမေလ31ရက်နေ့ညနေ6နာရီလောက်မှာမြောက်ရီမြို့ကခလာရ295ပြန်လဲစုဖွဲ့ထားတဲ့စစ်ကြောင်းကတင်ငန်းရင်အောင်ဘူဟာဂုံးကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်ထွက်လာတယ်လို့သတင်းရတဲ့အတွက် KNL ပူးပေါင်းတပ်တွေကမြောက်ရီမြို့နယ်ရွှေမြဆန်တီကွက်တဲ့အနောက်ဘက်တုံတရားနေရာမှာ ကြားဖြတ်တက်ခတ်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်နေချိန်မှာပဲတော်လိုင်းရေးပူပေါင်းတပ်တွေကမြောက်ရီမြို့ခလာရ2ခွန်9ကိုလက်လက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့ပါသေးတယ်တိုက်ပွဲဟာတညာလုံးပြစ်ဒဏ်နေပြီးတော့တညာလုံးနှီးပါပစ်ခတ်တဲ့နေလက်လက်ကြီးပေါက်ကွဲတဲ့နေကြားနေရတယ်လို့မြောက်ရီမြို့ကန်တကူက TM Media ကိုပြောပါတယ်မေလာကုံကစပြီးတော့တော်လိုင်းရေးပူပေါင်းတပ်တွေကမြောက်ရီမြို့နဲ့နေဆက်ဒေတာတခြားကစစ်စခန်းတွေကိုနေ့စဉ်တိုက်ခိုက်သိမ်းယူနေပြီးစစ်ကောင်စီဘက်ကအကြအဆုံးတွေရှိတယ်လို့ထိုင်းနိုင်ငံဘက်ကထွက်ပြေးသွားကြတဲ့သူတွေလည်းအများအပြားရှိပါတယ် ဒါတော့ကျွန်တော်ဘာနာတောင်ပိုင်းတိုင်းမှာစကွန်စီတပ်ဖွဲ့ဝင်တွေကိုတော်လန်ရဲဘော်တွေကနေပြီးတော့မှစခန်းတင်းတပ်ဖွဲ့တွေစတင်ပြီးတော့မှဆင်နွှဲတက်ခတ်နေတယ်ဆိုတော့ကြောင်ပြောဆိုထားတာဖြစ်ပြီးတော့မှတပ်ဖွဲ့မှာမြောက်နေနေတဲ့စခန်းတွေကြွတာတောင်ပါဘာနာပြောလို့မျိုးဆော်တွေပြောပြီးတော့မှအပြက်ခါရတာကိုတလတ်တတန်းထတ်တိုးမယ်ဆိုပြီးတော့မှကြီးညာထားတာပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေရှိတဲ့နေရာတွေကိုဒီကောင်နေပြီးတော့မှဥတည်ပြီးဘုံကျမှုတွေလည်းလှုပ်ဆောင်ခဲ့လို့ဘာနာကျွန်တော်ကလေးသူငယ်နဲ့ ပြည်သူလူငယ်များစွာတည်ဆုံခဲ့တဲ့ဖေဖော်ဝါရီလခုချင်းဒီစစ်ကောင်စီရဲ့လေကြောင်းတပ်ခဲမှုတွေဆိုတော့လုံအောင်ကိုအတော်မတန်နိုင်သေးတာပဲဖြစ်ပါတယ်။ကျတို့ဒီထိုင်းနယ်စပ်စီးမြင့်တဲ့ကြောမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဆိုတော့အခုဆိုရင်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေရတာဖေဖော်ဝါရီမြောက်ရီမျိုးမှာရှိတဲ့ပေါ့နော်ကျတို့ခါလိုက်ရ195တရင်ကိုကန်ယူပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ပြည်မှာစတင်တက်ခတ်တင်မဖို့ကြိုးစားနေတယ်ဆိုတဲ့ကြောင်းတွေပါကျတို့ထပ်ပြီးတော့မှကြားသိရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ကြာဆုံးသွားတဲ့စစ်တယ်တွေရဲ့ပေါ့နော်တမိတာစုဝင်တွေကနေပြတော့မှာ ဒီတတွင်းမှာအထက်ဖောက်ပြီးပုံစံမျိုးနဲ့အစင်သားခွဲခြားဆက်ဆံခါနေရတဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ထားတဲ့တင်လေးကျွန်တော်စပီမာကြည့်လိုက်ရအောင်နော်။ဒီမှာကရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန့်အခြေစားစကခိုက်ဆက်ကွန်လောက်ခန်းခမရ920ကတပ်ပြင်းလေးရင်းမိတူပါ။ကျမမျိုးသားဖြစ်သူစစ်တီကရခိုင်ပြည်နယ်မောင်းတော့ကနခခ9ဖြစ်စင်မှာပျောက်ဆုံးစစ်တီအဖြစ်စီရင်တွင်ခံထားရပါတယ်။ခမရ920မှာပျောက်ဆုံးစစ်တီရဲ့ဇနီးဖြစ်သူရင်းမိတွေကလာစားတစ်ခါထုတ်ရဖို့အရေးအတော်ခက်ခဲနေပါတယ်။ ။လင်းယောက်ျားဖြစ်သူပျောက်ဆုံးစစ်တီရဲ့လာစာထုတ်တာတော့မှတက်ကတက်ရင်းဖူကြီးကိုကြောက်နေရပါတယ်။သူ့ရဲ့ထဲကစိုက်ပေးရတဲ့လာစာကိုထုတ်နေတယ်များထင်နေလားမသိပါဘူး။မျက်နှာငယ်နဲ့သူထုတ်ပေးမဲ့အချိန်ကိုစောင့်ပြီးထုတ်ရတာမို့ကိုကိုကိုသတောင်းစားတွေလို့တော့ထင်လာမိပါတယ်။လာစာလာထုတ်တဲ့ရဲမေကိုမပေးချင်တာလို့လို့မတူတာမတန်တာလို့လို့နဲ့အမြဲပြုမှုပါတယ်။အဲဒါကြောင့်ပျောက်ဆုံးစစ်တီရဲ့ဇနီးဖြစ်သူရဲမေတွေကိုမတူတယ်လို့မတန်တယ်လို့ဆက်ဆံနေတဲ့တက်ရေးဖူကြီးကိုလိုအပ်တယ်လို့အရေးယူဆုံးမပေးပါလို့ ကခဆက်ခွန်စကခမှုနဲ့ခမရ920ကတည်ရင်မှုလို့သိရှိစေဖို့အတွက်ရင်းဖွင့်လိုက်ရတာပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအင်းအောင်တဲ့ရဲမြေတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်းအောင်တဲ့ရဲမြေတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာဖြစ်ပါတယ်ရှင်။ တမိသားစုံတွေကတော့ပောက်ခွဲပြီနော်ဒီလိုမျိုးတို့ဒီအစ်တဲယောက်ျားတွေကဆိုတော့ပျော်စွန်စင်းဖြစ်အတင်းသွင်းခံရတာပြမခုချိန်မှာတို့အနေနဲ့ရတဲ့ရထတဲ့လာဆာလေးကိုတောင်းမှခုဆိုရင်တေးဘူကြီးကနေပြမလောဆောက်လို့ကောင်းနေတယ်ဆိုတဲ့အကြောင်းတွေပေါ့ဒါပြေတော့မှပြောချလာတာပဲဖြစ်ပါတယ်ဒါတွေကြီးချမ်းအဖြစ်စစ်ကောင်စီရဲ့ရှေ့တွေကဆိုတော့ဒီလိုမျိုးနေမုံဆုမှဖြစ်သွားတယ်ပေါ့နော်တမိသားစုံတွေပုံမှာခွဲခြားဆက်ဆံမှုတွေများစွာကြုံတွေ့နေရတာပြမတို့အနေနဲ့ဒီလိုမျိုးဆက်ပြီးတော့မှလှုပ်လာအောင်မယ်ဆိုတော့ကျွန်တော်တို့ဘက်ကကိုပြောင်းလာနေတော့ပေါ့နော်လူရည်လည်းများမယ်လို့ဆိုတာတော့ကျွန်တော် ခုဆိုရင်တေချာဖို့ပြောလို့ရနေတာပဲဖြစ်ပါတယ်ပြည်သူတရားလုံးအနေနဲ့ဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပြန်မလွတ်ဆောင်ကြတဲ့အချိန်မှာတတွင်းမီတာစုအနေနဲ့အောက်ခြေသက်သားတွေကိုလင်းဝင်ကြဖို့ဖိခွန်နေကြတာမလို့ဒါတော့ကျွန်တော်အချိန်ကောင်းပဲလို့ပြောရမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘုံမပြောင်းကြရတယ်ပြီးတော့မှကိုယ်လိုကိုပြန်ဖန်းတော့မယ်ပေါ့နော်မြောက်လိုင်းရဲ့အစီအမံချက်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်အနားထောင်ကြည့်လိုက်ရအောင်နော်အဲ without guide နဲ့ပတ်သက်ပြီးကျွန်တော်ပြောရမှာ without guide တွေကမှတ်ထားပါဗျဘယ်နေရာမှာပဲဖြစ်ဖြစ်အနောက်ခံ background ကြီးကြီးမားမားမရှိဘဲနဲ့ ဘယ်သူမှဝက်တော့ကားမစီးနိုင်ဝက်တော့ကားစီးရတော့ဆက်စီးလို့စီးနိုင်တာနော်ပြဿနာပေးနိုင်လို့စီးနိုင်လားအဲ့တော့ကြောင့်မလို့ဝက်တော့ကားကိုစီးရတဲ့ဖမ်းမယ်ဆိုရင်အဲဦးမင်း online နေနဲ့ကိုယ့်လူကိုပြန်ဖမ်းဥပောင်ဖမ်းရမယ့်ပုံစံမျိုးတွေရှိနေမှာနော် မာစာဖားတို့နော်စာယာဖားတို့စကမ်းမူတို့နော်ဒီထွေအုပ်တို့အားလုံးဟာဒီနံပါတ်ကုတ်နံပါတ်ပွားတွေကိုစီးနေတာလို့ကျွန်တော်ကြားသိရတယ်အဲ့တော့ကြောင့်မလို့အမ်ဝက်တော့ကားဖမ်းရင်တော့ကိုယ့်လူကိုပြန်ဖမ်းတဲ့ပုံစံမျိုးတွေအထိဖြစ်လာနိုင်တယ် အဲဒီပေါ့အတမအရသားနေနေနဲ့မစီးဘူးလားဆိုတဲ့ခါကျတော့စီးတော့စီးကြလိမ့်မယ်အဲတော့ပါတော့လည်းပဲနေပါတယ်တကယ်တကယ်တမ်းခင်ဗျားတို့နောက်ကွယ်မှာเนาะဟိုဘယ်လိုကောင်းဆိုရှင်လက်နက်ကင်ဆိုတော့လက်နက်ကင်ရဲ့အကြီးအကဲเนาะအဲစစ်တပ်ဆိုတော့စစ်တပ်ရဲ့အကြီးအကဲတယောက်ယောက်ပေါ့เนาะမပါဝင်မပတ်သက်ပဲနဲ့ဝက်တောက်ကောင်ဘယ်သူမှမစီးနိုင်ပါဘူးအဲ့တော့ဝက်တောက်ကောင်ပြောပြီနော်ဆိုရှင်တော့အဲကိုလူကိုပြန်ဖမ်းရမယ့်အခြေအနေမျိုးရှိတယ်ပေါ့เนาะဝက်တောက်ကောင်ကိုဖမ်းမယ့်အစားပေါ့เนาะအဲတေးသေးချာချာစနစ်တကြနဲ့စနစ်တကြနဲ့ဒီ license ပြန်ပိုင်ခွင့်ပေါ့เนาะပေးလိုက်မယ်ဟိတ်စင်တော်မှာပဲအဲ တနည်းတစ်ပုံနဲ့နိုင်ငံတော်အတွက်အကျိုးရှိအောင်မယ်အခုဒါမှမဟုတ်လို့ရှိရင်တော့ခင်ဗျားတို့ဒီဝက်တော့ကားတွေကြောင့်နော်ဝက်တော့ကားတွေကြောင့်အစိုးရအရာရှိလူကြီးမင်းတွေပတ်စံတွေမတရားရနေပြီးတော့နိုင်ငံတော်ဒီပတ်စံရှုံးနေတယ်ဖြစ်တယ်နော်နိုင်ငံတော်ဝင်ငွေလေးရှုံးနေတာဖြစ်တယ်အဲ့တော့ဟာတာတွေတိတ်မလုပ်ပါနဲ့ဥမေအောင်လည်းသိထားမှာကမိမိအုပ်ချုပ်နေသောနိုင်ငံကြီးခစ်ပြက်ပြည်ပြက်နော်ဘယ်လိုခေါ်မလဲဆိုတော့အဲ့လိုအဆင့်ရောက်ဖို့လက်တလုံးလိုလောက်အဆင့်မှာအုပ်ချုပ်နေရတာဆိုကိုကိုကိုနားလေဖို့လိုတယ်အဲ့ဒါကြောင့်မလို့ဒီလိုခစ်ပြက်ကြီးတဲ့မှာကောင်းကြီးလိုရဲ့ဘာတွေမျော်လင့်နေတာလဲဆိုပြီးတော့ပြန်မေးရမယ့်ပုံစံမျိုးဖြစ်နေပါ နေ့ပြောရရင်တော့ပြောင်းကြရင်ပြတော့မမြောက်နိုင်ပါနော် support code တွေလာမလို့နဲ့ဆိုပြတော့မပြောဆွလိုက်တာပဲဖြစ်ပါတယ် without card တွေကိုဒီကောင်ထဲနေပြတော့မဖမ်းဆီးမယ်ဆိုတာကတော့ဒီဘောမတွေကိုယ်တိုင်ကနေပြတော့မတော့မသိရှိလာတာပြတော့ဒါကသူတို့ရဲ့ပါနော် roza ကိုတက်တက်ဖန်တီးနေတယ်ဆိုတော့လည်းသူတို့ကနေပြန်ပြောဆိုလာတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများစုအားဆိုရင်တော့ဒီလိုမျိုးဝတ်တောက်ကားတွေကိုသူတို့နေနဲ့စီးပြီးတော့မှကျွန်တော်ပြည်သူတွေဆီကနေပြန်မ ဒီ security computer မှာဓာတ်မြတ်တိုက်နေတယ်ဆိုတော့လည်းကျွန်တော်အလုံးတိထားချတာမလို့သူတို့ရဲ့ဒီဝတ်တောက်ကားယင်တွေဖမ်းဆီးမဲ့ဆိုတဲ့ကိစ္စအဆင်တော့ပါเนาะအခုဆိုရင်လှုပ်ရှားမဲ့ပြည်သူတွေဆီကနေပြီးတော့မှဓာတ်မြတ်တိုက်ချူဆောင်မဲ့ခွတ်တယ်ဆိုတော့လည်းကျွန်တော်ပြည်သူတွေတမကဘွန်မိုက်ကွတ်ကနေပြီးတော့မှပြောဆိုဝေဖန်မှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတဲ့ပုဒ်သမနေပြီးတော့မှခက်တဲ့ကိုလိုနီနယ်ချက်စနေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပြောထားမလဲဆိုတာကျွန်တော်စပီတိုမှချစ်လဲရအောင်နော်။အရာကြီးနိုင်ငံတွေကကမ္ဘာကြီးမှာဒီမိုကရေစီရဲ့လူခွင့်ရည်မျက်နှာပေါင်းအစွတ်ထားပြီးတော့စီးပွားရေးရာနေချိန်နေကြတာ။ဒါကြောင့်မလို့ကမ္ဘာကြီးကဒီမိုကရေစီမျက်နှာပေါင်းဆုတ်ပြီးတော့လူခွင့်ရည်မျက်နှာပေါင်းဆုတ်ပြီးတော့စီးပွားရေးရာကိုလိုနီနယ်ချိန်နေကြတယ်။စီးရေးရာကိုလိုနီနေချိန်နေကြတယ်။အဲ့ဒီနိုင်ငံရေးစီးရေးနေချိန်မှုကဒီမှာအင်္ဂါလေးပြောပြပြတယ်။တင်းလာလိမ့် တခြားနိုင်ငံမှာဝန်ကြီးချုပ်ဟာစီနာအစိုးရပြုတ်ကြပြီးတော့အမေရိကန်အလိုကျယူနော့ကအစိုးရထက်လာတယ်လိုပဲဆုကောင်းဆောင်ကိုလိုနီနိုင်ငံရေးရကိုလိုနီကျုံပြုတ်ခံလိုက်ရတဲ့အတွက်နိုင်ငံရေးရ proxy war ကိုခံလိုက်ရတဲ့အတွက်ဘင်္ဂလားဒေ့နိုင်ငံဒီအမေရိကန်ရဲ့နိုင်ငံရေးကိုလိုနီကျုံပြုတ်ခြင်းခံရတဲ့အတွက်အစိုးရပြောင်းလဲဖြစ်သွားတယ်နောက်ရှိမှာလဲပါကစ္စတန်လိုဒီလိုပဲကျွန်မထပ်ခါတက်ခါပြောမှုလေပါကစ္စတန်မှာပထမဦးကြီးချုပ်ကအီမရန်ခန့်အိန္ဒိယနဲ့မဟာမိတ်ဟာယင်းနေ့ဆက်ဆံရေးရှိတယ်အဲ့ဒီအတွက်အမေရိကန်ကအိန္ဒိယကသူ့ပြိုင်ပွဲဖြစ်တဲ့အတွက် အီမရခန်ကိုဖြုတ်ချပြီးတော့ရှက်ပန့်ရှက်တဲ့အမေရအလိုကြရှက်ပန့်ရှက်တဲ့ကဝန်ကြီးချုပ်ဖြစ်လာတယ်။နိုင်ငံရေးရာကိုလိုနေနေချက်ခံရတာ။နောက်တဲ့တနေ့ကကနေဒါကနေဒါဆိုတော့ကမ္ဘာအင်အားကြီးနိုင်ငံကနေဒါမှာဆိုလို့ရှိရင်လည်းပဲကနေဒါကတရုတ်နဲ့နီးစပ်တယ်။တကယ်လို့များအမေရိကန်ကတရုတ်ကိုဟိုအားပြိုင်ခြင်းနဲ့အတွက်သူတို့မဟာရန်လူဖြစ်တဲ့တရုတ်ကကနေဒါနိုင်ငံနဲ့နီးစပ်ပြီးတော့ကနေဒါနိုင်ငံထဲမှာတရုတ်စစ်စခန်းတွေစောက်သွားမှကြောက်တဲ့အတွက်နိုင်ငံရေးရာကနေဒါတို့မက္ကဆီကိုတို့ဖိအားပေးတယ် မက္ကဆီကိုနိုင်ငံတို့ကနေဒါတို့ကကိုဝင်တဲ့လူတွေကိုတရားဝင်ဖိပြောင်းနေတိုင်းလည်းကိုဝင်တွေကိုတားဆီးပေးရမယ်တားဆီးမပေးဘူးဆိုရင်မင်းတို့ကအခွန်တွေတိုးကောက်မယ်အကောက်ခွန်ဆက်ပွဲတွေစမယ်ဆိုပြီးချိန်ချောက်တယ်။နော်လက်ရှိမှာဆိုရင်ကနေဒါဝန်ကြီးတို့ Justin Trudeau Trudeau ယာတို့ကနှုတ်ခတ်သွားရတယ်။ဒါဟာငင်းနေရေးရကိုလိုနေနေရှိတာခက်တဲ့နေချက်ွာတာ။ခဏလို့တွေးထားတယ်လို့ဟာလည်းလည်းလာပြီးကြိုးကြော်နေလို့လေပြမရံကိုကိုကကကွယ်မပြောတော့မြန်မာစစ်တပ်က ပြီးပါကကျူးကျော်ခြင်းကိုလိုနီနယ်ချိုက်ခြင်းဆိုတာတန်းတန်းနဲ့လာပြည်နေမှာလေရင်နဲ့ဘုံကျဲနေမှာမဟုတ်ဘူးအဲ့ဒီလိုနိုင်ငံရေးရစီးပွားရေးရကိုလိုနီနယ်ချိုက်တဲ့နီလန်းကြီးရှိတယ်။ကမ္ဘာကြီးမှာအဲ့ဒီလိုနိုင်ငံရေးရကိုလိုနီနယ်ချိုက်ခံရရတယ်။ဘာလို့နိုင်ငံသားတွေမစည်းလုံးရင်လဲငါတို့ကအဲ့ဒီလိုကမ္ဘာကြီးမှာကိုလိုနီနယ်ချိုက်ခံရမယ်ဆိုတာကိုခင်ဗျားတို့အသိတတိချက်ဖို့လိုလိမ့်မယ်။ ပြောတာပြောနေတာနော်ကျတော်တို့မြန်မာပြည်မှာဆိုတော့မြောက်လိုက်ရဆိုလဲတရုတ်ရဲ့နေချက်ချင်းကိုခံနေရတာပြမသူတို့ပြောသမျှညှို့နေရတယ်ဆိုတဲ့အကြောင်းတွေလဲကျတော်တို့ပြီးတော့ရတယ်ပြီးတော့မှသိရှိထားတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့တရုတ်ဖိအားနဲ့သူခုဆိုရင်လာရှိမျိုးပြင်ရတာပြမတပည့်မှာဆိုတော့တိုင်းပြည်မှာရှိတဲ့အကျိုးစီးပွားတွေအလုံးကိုရောင်းချခဲ့တာပဲဖြစ်ပါတယ်သူတို့အနာပါဝါတီမြဲနေဖို့ဆိုရင်တော့ရသမျှအလုံးထိုးချွေးပြီးတော့မှအုတ်ချေတသားတွေဆင်းပါပါနော် လိုမျိုးအတိခံတိုက်ခိုင်းနေတဲ့မျောလိုက်နေတဲ့ကတော့မကြခင်မှာတော့သူ့ရဲ့တဆိုးရှင်မှုတွေကိုတော်လိုက်ရဲဘော်တွေကလည်းပြောမှာအမြင့်ဖြတ်ပေးတော့မှာမလို့အခုချိန်မှာတော့သူ့ရဲ့အကောင်းဆုံးပေါ့နော်ဒီလိုမျိုးပြုတ်မနေတယ်လို့ပဲပြောမှာဖြစ်ပါတယ်ဗီဒီယိုတစ်လုံးနဲ့တော်လိုက်ပူပေါင်းတဖို့မတွေရဲ့ကျတို့ယူမှန်ထားတဲ့တိုင်2025နှစ်မကုန်ခင်မှာနေပြီးတော့ဒီစစ်ချီလာမဲ့အောင်ပွဲတွေဟာဆိုတော့ကျတို့မကြခင်မှာကြားရတော့မှာဖြစ်ဖြစ်မှာခေတ်တည်းနေချက်စနစ်ဟာဆိုရင်ကျတို့ဗီဒီယိုတွေနဲ့ပေါ့နော်တော်လိုက်ရဲဘော်တွေဒါစီစီလုံးနဲ့ဒီတဲ့ပူပြီးတော့မှာတိုက်ခိုက်လိုက်မှာဆိုရင်တော့လုံးဝကိုမဖြစ်နိုင်ဘူးလို့ကျတို့ပြောမှာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုံးနေနဲ့ဟိုတလောကပဲချောက်ဖီမျိုးတင်တဲ့ဘွဲမှာစကောင်စီရဲ့ဒုဘုံမူကြီးနဲ့အဖွဲကိုအရှင်ဖမ်းမိထားတယ်ပေါ့နော်အေရဲ့လိုရဲ့နဲ့ပတ်သက်ပြီးတော့မှခြေကွက်လာမြဲနေတဲ့ပေါင်ရင်ပိုင်ရဲကိုကိုကိုစီရနေပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော် 往年的四川呢，教会啦比较多，现在都啊普遍哦，是没听到这些话。现有了到那教会，就用几年呢？哦，四川现在嘛，普遍办的楼盘，啊，他去比较的，哪里搞？哪里搞？哪里搞？ ဟိုတတော်ကြီးကိုရိုင်းဆိုင်နေပါဘူးเนาะတတော်ကြီးကိုရိုင်းဆိုင်နေတယ်ကွာအေးဒီမလို့စောင်းရိုက်တယ်ကွာဒူးတောက်ခိုင်းတယ်ကွာမင်းတို့တွေအော်ဘုံမူးစင်အောင်ဒူးတောက်ခိုင်းတယ်ကွာမင်းတို့တွေဘေးဘာလုပ်နေတော့မငိုးငိုးပြီးရတယ်မင်းတို့တွေတင်ကဒါငိုးတော့ခိုးကြခိုးပါညတော့ပြန်မှာအခုပေါ်ပေါ်တင်တင်ကိုလှုပ်ဆောင်လိုက်တာဖြစ်တယ်ဟမ်ပေါ်ပေါ်တင်တင်ကိုလှုပ်ဆောင်ပေါ်ပေါ်တင်တင်လှုပ်မယ်ဆိုတဲ့ပုံစံမျိုးကိုထူရတာတဲ့ခါကြတော့နောက်နည်းနည်းကြာလာမယ်ငိုးကုန်ကြပြီဘယ်လိုလဲကြာလို့ရှိရင်၃-၅လောက်ကျွန်တော်အနေနဲ့ခံမှန်မထင်ဘူး ဘာဖြစ်လို့လဲကဲကွာမင်းတို့စစ်တပ်ထောက်ခံမျိုးတွေ့နော်မင်းတို့စစ်တပ်ထဲကရေတက်ကကောင်တွေပိုင်ရဲကိုပြောရတာကြားလားမင်းတို့ကောင်တွေမှာရေကုန်တင်မောင်းရရှိရဲ့စစ်တပ်မောင်းတွေအစစ်ထောက်ရခွန်ရရှိတယ်ဒါပေမဲ့ဒီနေ့ဒီစစ်စင်ရေးဘာမှမမှန်ရမျိုးမင်းတို့စောက်တော့မကြောက်ပြောရတာရှင်းလားရခိုင်မှာရခိုင်တက်တော့အေးဒုထောက်ပေးနေရတယ်မင်းတို့ရေတက်ကစောက်တော့မကြတော့ထပါလားကြိတ်ပါလားမင်းတို့ပြောရတာအဲ့တော့မင်းတို့ရခိုင်စစ်မြေပြင်အတွက်ကာဝေးဦးစီးချုပ်ရုံးကိုစာပြေမှာအဲ့ဒီပိုင်ရဲကိုဥဆောင်တဲ့ စစ်တပ်ထောက်ခံတဲ့လူအဖွဲ့ကိုရှင်းလန်းလှုပ်ပေးပါလို့မင်းတို့စားတယ်မတင်ရဘူးလားမင်းတို့ဟုတ်တယ်နော်သူပြောနေပြီလေဟမ်မသူပြောနေပြီမင်းတို့စောက်သောမချဘူးဆိုတာဟောပြောနေတာရှင်းရှင်းပြောပါရင်တော့ဒါပေမဲ့စကလုံးပြော့ပြော့နဲ့အေးအေးပြောတော့ဒီစကားကိုခန့်ချမ်းရိုင်းနဲ့ထုတ်လိုက်မယ်ဆိုရင်မင်းတို့စတပ်မတော်ရေရောက်တယ်စောက်သောမချဘူးဆိုတော့စကားကိုထည့်ပြောတာဟဲ့လားဒီနေ့ဗီဒီယိုလေးကိုအဲ့ဒီကောင်းစင်နဲ့ပေးလိုက်မကောင်းလားဟမ်စစ်တပ်အမာကန်ပိုင်ရဲကိုကပြောပြီးတပ်မတော်ကြီးစောက်သောမချတော့ထည့်ပြောပြီးဟမ်ပိုင်နဲ့ကွာခေါင်းစင်နဲ့စောက်အောင်ကောင်းလားနော်အဲ့တော့မင်းတို့လေကာဝေးဦးစုံရုံးကိုနော် စာတင်ပြီးကာဝေးခင်းနေတယ်။ဒါမှမဟုတ်ရေကိုစာတင်ဟုတ်တယ်မလားပြီးလို့ရှိရင်ပန်ရဲကိုဥဆောင်ပြီးတော့လက်ရှိစစ်သက်ထောက်ခံတဲ့အမာခံဘောမတွေကိုတက်ရင်တရင်ပြီးတက်ဆက်ဆက်ပြီးဖွင့်ပြီးတော့ရခိုင်စစ်မြေမျိုးကိုလှုပ်ပြီးတော့ရခိုင်တက်တော်အေရီကိုနှိမ့်သိမ်းခိုင်းလိုက်အဲ့ဒါဆိုရင်ဖွင့်ပြတယ်။ကဲဘယ်လိုလဲငါချန်ပေးတာ तू ကပြောနေပြီ။ तू နီးလိုက်နေတိတယ်လေ။မင်းတို့ तू တုံးချင်တယ်။ရေတက်မှရှိတဲ့တင်မောကိုပေးသုံးခိုင်းလိုက် तू ကိုယ်လည်းမောင်းရင်မောင်းလိုက်မယ်။ကိုစီပြောတော့ရမှန်းနေနော်။ မြန်မာပြည်ထဲမှာရှိတဲ့စစ်တပ်မှခံတော့တိုင်တွေအားလုံးစုစည်းပြီးတော့မှရခိုင်ကိုပို့လိုက်မယ်ဆိုတော့ကျွန်တော်အေဘက်ကနေပြီးတော့မှလည်းတော်တော်လေးကိုပြည်ထရှင်လို့ကောင်းမှဖြစ်တယ်လို့ပြည်သူတွေကလည်းပေါ့နော်စစ်ချမ်းသာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အခုဆိုတော့ကျွန်တော်အလုံးတည်ထားတဲ့တိုင်ပဲစစ်ကောင်စီရဲ့စစ်တိုင်းအုပ်စုမှုနဲ့အဖွဲ့ပါဝင်ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကဆိုတော့အေရက်လက်ထဲမှာရောက်ရှိနေတာပြည်ပမဘုံမရကိုတော့ကြေကွက်လာမယ်နေတာပဲဖြစ်ပါတယ်တူချိုးစည်းပွားတွေရှိနေတဲ့ကြောက်ဖြစ်မှုမှာတောင်မှစစ်ကောင်စီတပ်ဖွဲ့တွေကဒီလိုမျိုးချင်းမုံတိုက်ခိုက်ခံနေရတာကိုကြည့်ချင်အဖြစ်တည်ုံနေတဲ့ဒါဝန်နမူနာယူပြီးတော့မှ ဘယ်ဘက်ကိုကိုညီအားပေးတဲ့နေလဲဆိုတာကိုကိုယ်တိုင်ကိုယ်ချဆုံးဖြတ်တော့မယ့်အချိန်ပဲဖြစ်ပါတယ်ပြီးတော့ဒီအလုံးကတော့စစ်ကောင်စီကိုနောက်ွယ်နေပြီးတော့မှကြောက်ထောက်နောက်ခံလို့ပေးနေတဲ့တေယိုရလို့ရနေပတ်သက်ပြီးတော့မှမကြေမနက်ဖြစ်နေတော့မှဖြစ်ပြီးတော့မှဒီတော်လိုက်မှစစ်ကောင်စီကိုအများဆုံးဖျူချာဖို့လိုနေပြီဆိုပြီးတော့မှပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်အေးပါဝင်ကြတဲ့တော်လိုက်ရေးပွန်တဖို့နေရနေပြီးတော့မှပြပရန်ကိုလုံးဝကြောက်မနေတော့ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဘုံရန်သူဖြစ်တဲ့ ဒီစစ်ကောင်စီနဲ့ဖက်ဆက်အာဏာရှင်စနစ်ချုပ်ငင်းတည်တည်ဝင်ဝင်ပြီးတော့မှတိုက်ခိုက်သွားမယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာမလို့ဒါဆိုတော့ကျွန်တော်ဗီဒီယိုတရလုံးရဲ့ခွန်အားနဲ့တတိကိုဖျက်သားလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတွေပြီးတော့မှအလေးဝင်ချင်ကြတဲ့တပ်မိသားစုတွေစူးစီးပြီးတော့မှဒီတော်လိုင်းကိုထိထဲဝင်ပူပေါင်းပေါင်းရင်းနဲ့ပေါ့နော်အားလုံးမြန်မှန်ထားတဲ့ Federal Democracy ရရှိနိုင်အောင်ဝင်ဝင်စူးစမ်းကြပါဆိုလို့ပြောရင်ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့ပါပဲဆုံးသတ်ချင်ပါတယ် စာဆုံးကြည့်ရှုပေးကြတဲ့မြေဘွားပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခွေကြမှာချင်တဲ့ပြေဆုံးပြီးတော့မှတာရဲချင်တဲ့နေ့တလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမောင်းတောင်းပေးလိုက်ပါတယ်။